ားလုံးပဲမင်္ဂလာပါ Maron Audio ဘုတ်ကနေပြီးတော့ထပ်မံတွေးဆောင်ခွင့်ရတဲ့အတွက်လွန်စွာဝမ်းသာပီတိဖြစ်မိပါတယ်ဒီနေ့မှာတော့ကိုချင်းစာတရားဆိုတဲ့ခေါင်းစဉ်လေးကိုအတူတကွနားဆင်ပြီးတော့ဆင်ခြင်ခွန်အားယူကြရအောင်ကိုချင်းစာတရားစာဒီရှရာစီဤကြပြတပုတ်ကုလသမဂ္ဂ United Nation ရဲ့နိုင်ငံပေါ်မှာ ရေးသားဖော်ပြထားတဲ့ကြပြစာသားအချို့ရှိပါတယ်အဲ့ဒီကြပြက73ရာစုနှစ်မှာချင်ရှားခဲ့တဲ့ အပြာဆရာစာရေးဆရာအတွေးခေါ်ပညာရှင်တူဖြစ်တဲ့စာတီရှရာစီဆိုတဲ့သူကရေးဆက်ထားတာပဲဖြစ်ပါတယ်။အပြာရဲ့ခေါင်းစဉ်ကတော့ပါရှန်လိုပါနီအာဒန်မြန်မာလိုပြန်မယ်ဆိုရင်လူသားဖြစ်ပြီးတော့သူ့ရဲ့တိုင်းပြည်မှာတိုင်းတစ်ပါးတွေရဲ့ကျူးကျော်မှုတွေဖိနှိပ်မှုတွေညှဉ်းပန်းနှိပ်စက်မှုတွေကိုအလူးလဲခံရတဲ့အချိန်မှာတိုင်းသူပြည်သားတွေအားလုံးအတူတကွစီးလုံးညှဉ်ညွတ်စွာ ရင်ဆိုင်ကြဖို့သွေးစည်းကြဖို့ အချင်းချင်းကူညီဖေးမှပြီးတော့ရုဏာတရားကိုရင်မာပိုက်ထားကြဖို့ဒီကဗျာလေးကနေတဆင်ခွန်အားပေးတိုက်တွန်းပေးထားတာပဲဖြစ်ပါတယ်။အခုဒီကဗျာလေးကိုအတူတူနားဆင်ကြကြရအောင်။လူသားလူသားဆိုသည့်တတဝါသည်အခုဒီသောခန္ဓာမှဆင်းသက်လာကြခြင်းဖြစ်သည်။ထတူညီသောအနှစ်သာရဖြစ်ဖန်ဆင်းထားခြင်းဖြစ်သည်။တူတယောက်ကအကြောင်းကြောင့်နာကျင်ဝေဒနာခံစားနေရပါကား အခြားသောလူသားများလည်းအီစီသက်သာစွာ ရှင်သန်ရည်တည်မနေနိုင်ပါအခြားသူများဤနာကျင်မှုအပေါ်ကိုခြင်းစာတရားမထားနိုင်ပါကလူသားဟုသောဘုံကုံပုတ်တစ်ခုအောက်တွင်အတိအမတ်ပြုရန်ခက်လာပါသည်အပိုင်းတဲတမန်တော်ကြီးရှင်ပေါ်လူဤစာတစောင်းတမန်တော်ကြီးရှင်ပေါ်လူကဓမ္မတိကျမ်းစာဆောင်ပေါင်း၁၃ဆောင်ကိုရေးသားပြုစုခဲ့တဲ့သူဖြစ်ပါတယ် သူရေးသားပြုစုခဲ့တဲ့စာတွေကအသင်းတော်တည်တည်အတွက်လိုအပ်တဲ့ခွန်အားပေးခြင်းတွေ၊နှိုက်တွန်းခြင်းတွေ၊နိုးစော်ခြင်းတွေဖြစ်ကြောင်းကိုတွေ့ရပါတယ်။မသက်ခေတ်ကာလကခရစ်ယာန်တွေအတွက်စိန်ခေါ်မှုအများဆုံးကာလတစ်ခုဖြစ်တဲ့အတွက်မသက်ခေတ်ကာလအသင်းတော်တွေကိုခက်ခဲမှုကြားတဲ့ကအကောင်းဆုံးယက်တည်နိုင်ဖို့စာရေးရေးသားခြင်းအဖြစ်ထောက်မပေးခဲ့ရပါတယ်။အဲ့ဒီစာထဲမှာဖိလိပ္ပိဩဝါဒစာကထူးခြားပါတယ်။ဘာလို့လဲဆိုတော့တမန်တော်ကြီးရှင်ပေါလုနဲ့ လိပီအတင်းသားတွေရဲ့နှက်ရှိုင်းတဲ့ဆက်ဆံရေးကြောင့်ဖြစ်ပါတယ်။တမန်တော်ကြီးရှင်ဘောလုကကိုပိုင်စီးပွားရေးကိုလုတ်ကင်ပြီးသူ့ရဲ့ကိုပိုင်ပိုင်ဆိုင်မှုနဲ့သာသနာပြုခဲ့တဲ့သူဖြစ်ပါတယ်။အဲဒါကြောင့်မလို့အသင်းတော်ကြီးစီကနေပြီးတော့တမန်တော်ကြီးအတွက်ပြန်လဲထောက်ပံ့ပေးရတာတွေလူငွေပေးပို့တာတွေကိုပြင်မြင်ရလေရှိမှာမဟုတ်ပါဘူး။ဒါပေမဲ့တမန်တော်ကြီးရောမမှာနေအိမ်အကျေချုပ်ကျနေတဲ့အချိန်မှာလူလွတ်ပြီးတော့အလူပေးလိုက်တာကိုတွေ့ရှိရပါတယ်။အဲ့ဒီပေးကမ်းခြင်းကိုလည်း တမန်တော်ကြီးကဝမ်းမြောက်စွာလက်ခံကြောင်းကိုတွေ့ရတယ်။ဖိလစ်ပိဩဝါဒစာအခန်းကြီး၄အခန်းငယ်၁၀နဲ့၁၁မှာယခုနိုင်လဲသင်တို့သည်ငါ့ကို ကြည်ရှုပြုစုခြင်းသော စေတနာစိတ်နှင့်ပြည့်စုံပြန်သည် ဖြစ်၍ငါသည်ဖရာသခင်၌အလွန်ဝမ်းမြောက်ခြင်းရှိ၏။ဖို့စေတနာစိတ်သည် အထက်ကရှိတော်လဲပြုစုရသော အခွင့်မရှိပြီ။ထို့သောသို့သော ကိုယ်တိုင်ဆင်းရဲခြင်းကိုရည်မက်၍ဆိုသည်မဟုတ် တွေ့ကြုံသမျှသောအချင်းအရာတို့၌ရောက်ရဲသောစိတ်ရှိအံ့သောငါသင်မိပြီလို့ဆိုထားပါတယ်တမန်တော်ကြီးရဲ့ဝမ်းမြောက်ခြင်းကငွေကြီးအထောက်အပံ့လက်ခံရရှိတဲ့အတွက်ဝမ်းမြောက်တာမဟုတ်ကြောင်းထင်ရှားပါတယ်ဘုရားအတွေ့အကြုံတွေကတမန်တော်ကြီးကိုရောက်ရဲတင်းတိမ်တက်တဲ့စိတ်သဘောထားရှိစေဖို့သင်ပေးခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့တမန်တော်ကြီးခက်ခဲနေတာကို သူတို့ခက်ခဲနေတယ်လို့မျိုးသဘောထားပြီးတော့တတ်နိုင်သမျှကုညီမဆဖို့စ조사အထောက်ကြတဲ့ဖိလစ်ပိအသင်းသားတွေရဲ့မေတ္တာစေတနာကိုလက်တွေ့အကောင်အထည်ဖော်ခြင်းအပေါ်မှာတမန်တော်ကြီးကဝမ်းမြောက်တာဖြစ်ပါတယ်။တမန်တော်ကြီးရဲ့ဒုက္ခဝေဒနာတွေကိုလက်လျူရှုတာတွေမသိကြုံုံပြူတာတွေမပြုတ်လောက်ပဲနဲ့အပပရောဒိတ်ကိုဆေလွတ်ပြီးတော့မေတ္တာပြခဲ့ခြင်းကစစ်မှန်တဲ့ကိုကျင်းစာတရားကိုဖော်ကျူးတာဖြစ်တဲ့အတွက် အဲ့ဒီအမှုအရာပေါ်မှာကျေးဇူးတင်တဲ့စိတ်တော်ကိုလိဟပြလိုက်တာပဲဖြစ်ပါတယ်။အပိုင်းနဲ့တမန်တော်ကြီးရှင်ပေါ်လူဤယက်တီချက်ငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသော ခရစ်တော်အဖြစ်ခတ်သိမ်းသောအမှုတော်ကိုငါတက်ဆွမ်းနိုင်ဤဆိုတဲ့စံပိုက်ကငယ်စဉ်တည်းကမိဘတွေ Sunday School ဆရာဆရာမတွေကအလွတ်ကျမှတ်စေခဲ့တဲ့အတွက်ခရစ်ယာန်တိုင်းလိုလိုနောက်တိုင်းရွတ်ဆိုနိုင်တဲ့စံဆက်ဖြစ်ပါတယ်။အချို့ဆိုရင် တို့ရဲ့ကိုပိုင်ဆောင်ပုတ်အနေနဲ့တောင်မှထားရှိပြီးတော့ခရစ်တော်အဖြစ်သူတို့လှုပ်ဆောင်လို့တဲ့အရာတွေအားလုံးကို အောင်မြင်စွာပြည့်ပြည့်စုံစွာလှုပ်ဆောင်နိုင်တယ်လို့ကျွမ်းဝတဲ့အထိရှိကြပါတယ်။ဒါတော့အဲ့ဒီကြမ်းချက်ရဲ့ဆိုလိုရင်းကတမန်တော်ကြီးရှင်ပေါ်လူရဲ့မူလရည်တည်ချက်နဲ့အလွဲကြီးလွဲနေပါတယ်။အဲ့ဒီကြမ်းချက်ရှိမှာတမန်တော်ကြီးကဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အခန်းငယ်၁၀နဲ့မှာရှုတ်ချခြင်းကို၎င်း၊ကြွေဝခြင်းကို၎င်း ခံတက်ဤ ဝါစွာစားခြင်းမွတ်သိမ့်ခြင်းစီးစိမ်ရှိခြင်းဆင်းရဲခြင်းတို့ကိုခံရအံ့သောငါအရရက်တို့တွင်အရာရာ၌သင်မိပြီလို့ရေးသားထားပါတယ်။သာသနာခီးစဉ်တစ်လျှောက်လုံးမှာကောင်းခြင်းဆိုးခြင်းအမျိုးမျိုးကိုရင်ဆိုင်ခဲ့ပြီးပြီဖြစ်တဲ့အတွက်ဘလောက်ပဲကြမ်းတမ်းတဲ့တိုက်ခိုက်မှုမျိုးကိုကြုံတွေ့လာပါစေခရစ်တော်ရှိတဲ့အတွက်သူမမှုတော့ပါဘူး။အရာရာကိုရင်ဆိုင်ဖို့ခွန်အားအသက်ရှိနေပါပြီ။အမှန်တော်ကြီးအနေနဲ့ ခရစ်တော်အားဖြင့်အသက်ရှင်နေခြင်းကခွန်အားရဲ့အရင်အမြစ်ဖြစ်တဲ့အတွက်အရာအလုံးကိုရင်ဆိုင်ဖို့တောင်းရခြင်းမရှိတော့တဲ့အကြောင်းအတွင်းသဘောကလာတဲ့ခိုင်ခန့်မြဲမြံခြင်းကိုမိမောင်ထိုးပြနေရပဲဖြစ်ပါတယ်။အပိုင်း၃နာကျင်နေသောနှလုံးသားများအတွက်သတင်းစကားဒီနေ့ခေတ်မှာအသက်ရှင်ရပ်တည်နေကြတဲ့ကျွန်ုပ်တို့လူသားတွေကသခင်မှုတွေကိုမတူညီစွာကြုံတွေ့နေရပါတယ်။ဒီနေ့ပြန်လည်ဆင်ခြင်ဖို့အတွက်အချက်၃ချက်ရှိပါတယ်။ စာရီရဲ့ကြပြမှာဖော်ပြထားသလိုလူသားဆိုတဲ့ဂုံပုတ်ကို ခံယူရန် ထိုက်တန်တဲ့သူလူသားပိသားစွာအသက်ရှင်နေထိုင်သူဖြစ်ခြင်းမဖြစ်ခြင်းအပေါ်ပြန်လည်စဉ်းစားဖို့လိုအပ်ပါတယ်။တမန်တော်ကြီးရှင်ပေါ်လူကတော့သူကိုယ်တိုင်နာကျင်နေတဲ့အချိန်မှာတောင်တပားသူရဲ့အခက်အခဲအတွက်ဝန်တာထားခဲ့ပါတယ်။ဒါအပြင် သူ့ရဲ့အခက်အခဲတွေကိုနားလည်ပေးပြီးတော့တတ်နိုင်သမျှမေတ္တာပြကြတဲ့ဖိလိပ္ပိအသင်းသားတွေကလည်း ့ရဲ့ပတ်ဝန်းကျင်မှာရှိနေပါတယ်။သူတို့ရဲ့အပြန်အလှန်ခွန်အားပေးတိစောက်ခြင်းကဒီနေ့ကျွန်တို့အတွက်မဖြစ်မနေလိုအပ်တဲ့လှပတဲ့လူအဖွဲ့အစည်းဖြစ်ခြင်းရဲ့သဘောပဲဖြစ်ပါတယ်။နောက်ဆုံးအချက်အနေနဲ့အဲ့ဒီအရာအလုံးကိုကြောင်ရွတုံလုံးချင်းကင်းစွာနဲ့ယဉ်ဆိုင်နိုင်မဲ့ခွန်အားကခရစ်တော်အားဖြစ်တာရရှိနိုင်ကြောင်းကိုသိမှတ်ပြီးတော့တည်ကြည်ခိုင်ခန့်တဲ့အသက်တာနဲ့ဆက်လက်ရှောက်လန်းဖို့အတွက်ဖြစ်ပါတယ်။စင်စစ် နာကျင်ခြင်းကိုသိမြင်နိုင်ခြင်းသည်ပင်ရှင်သန်ခြင်း၏အမတ်လက္ခဏာဖြစ်သည်မဟုတ်လောဒီဆောင်းပါးလေးကိုတော့ကလောင်ရှင်အစ္စတာမရေးသားထားတာပဲဖြစ်ပါတယ်။နားဆင်သူပြည့်တဲ့အရောက်စီတိုင်းလဲအားရကြမယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။